ဖေတော့အိမ်ပြန်ရမှလဲမမေ။သမီးအိမ်မပြောဘူး။တဲရလေတွေတိတ်တူတာပဲ။နွနွတွေရှိလာတဲ့သမီးတို့အိမ်ကလေးကိုပဲပြန်ချင်တယ်။ခမရတို့တိလာ။မမေအရင်ကဒီလောက်မျက်ရည်မလွယ်ပါဘူး။ဒီလောက်တော့တော့မကြည့်ပါဘူး။သူမရဲ့လက်ဖွာကဒီလောက်မကြမ်းတမ်းပါဘူး။ကြောက်တယ်မမေ။သမီးကိုတင်းတင်းဖက်ထားပေးပါ။ ြည်သံတွေကိုသမီးကြောက်တယ်။သူတို့ဖြစ်တဲ့ကြည်စံတွေဆိုတာလူအသက်တွေကိုတကယ်ချွေဖြစ်တာလို့ကိုကိုကပြောတယ်။ဖေဖေပြောတဲ့အုံနောက်နဲ့အသိနှလုံးသူတို့မှမပါဘူးထင်တယ်နော်။မေမေချက်တက်ထမင်းဒီလောက်မှမပါဘူးလို့ပြောလိုက်ရင်ထောက်လေးတနေရာမှာသွားပြီးခိုးရတယ်။ထမင်းမမကြီးတွေမစားချင်ဘူးလို့ပြောလိုက်ရင်တော့မေမေကထောက်လေးတနေရာမှာသွားပြီးခိုးငိုတယ်။ အရင်ကဖျားဝုတ်ပြုတ်ပြီးရင်သမီးလေးဘေးကင်းဖို့ကျမ်းမာဖို့ဆူတောင်းပေမယ်အခုတော့ဒီညကောက်ကောင်းအိတ်ဆက်ပြရစေရဲ့မိမိသမီးုံမချစ်တော့ဘူးထင်ပါတယ်တကယ်ကြောင်းမှစတင်ခြင်းနဲ့အဖြူစင်းုံတက်ရက်စွာဝုတ်ပြီးဘုန်းခုခြင်းမဟုတ်တဲ့တကယ်စတင်ခံမှစတင်ခြင်းနဲ့အသက်ကိုဝဝရှူနိုင်တဲ့တကယ်စတင်ခံမှ ဘာဟုမှကြောက်ဖို့မလိုလမ်းဖို့မလိုတဲ့တကယ်ကြောင်းဝင်းအတွင်းမှာပေါ်ပေါ်ပါပါတငယ်ချင်းတွေနဲ့အတူစာရီအန်ချင်းနဲ့ကြပြာရီဆူချင်းနဲ့ဂျီရန်လက်တိုင်ကစားချင်းနဲ့မမေလေရင်မူးဆိုတာတမီးအိမ်မက်ပါ လေရင်ကြီးမောင်းပြီးကဘာကြီးကိုပတ်မယ်တန်းတွေကျဲချချင်းနဲ့မမေဒါပေမဲ့ဝန်နေစရာပဲမမေရဲ့ ။သမီးမောင်းမိတ်လေးရင်ကိုသမီးတငယ်ချင်းတွေကလိုက်မစီရဲဘူး။သူတို့လေးရင်တွေကိုတိတ်ချောက်တယ်လေ။ဘုံတွေမဟုတ်ပဲပန်းတွေကျဲချမယ်ဆိုတာသူတို့ယုံအောင်ဘယ်လိုပြောရမလဲ။ခက်ပါရဲ့မမေရဲ့။အိမ်ပြန်ချင်ပြီ။ဖဖေလည်းပြန်မလာပေါ့။မမေရဲ့နူးညံ့မှုတွေနဲ့အတူဖဖေရဲ့ရေတံတွေနဲ့အတူ ကိုကိုရဲ့အိမ်မက်တွေနဲ့အတူ သမီးတို့အိမ်ပြန်ကြမယ်နော်သမီးတို့အိမ်ပြန်ကြမယ်နော်သမီးတို့အိမ်ပြန်ကြမယ်နော်မမေရှေရင်